မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျာတဝက်တပြည့်အဆွေးဆိုတာပါလေတဝက်တပြည့်အဆွေးအဲဘလို့အနေထားနဲ့ဆုံးဖြတ်လို့ရနိုင်မလဲတိုင်းတာလို့ရနိုင်မလဲဆိုတော့တဝက်တပြည့်အဆွေးဆိုတာလေမျိုးလုံးနဲ့မြင်သာဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူကနေဒီနေဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့မြောင်းကူသရာတို့နော်ချောင်းကူသရာတို့အဲ့မှာအဲတတုံးနေနဲ့ တတုံးလေးတွေနဲ့လေလရန်တန်းလေးတွေနဲ့လှုပ်ထားတဲ့သဒ္ဓါလေးတွေ့လိမ့်မယ်အဲ့ဒီသဒ္ဓါလေးတွေရဲ့ကျွန်တော်တို့ခြင်းနှင်းပြီးတော့ဖြတ်ကူးတဲ့တတုံးတွေမှာຫມိုလေးတွေမိုးနှင်းပိုင်းဆိုလို့ရှိရင်ຫມိုလေးတွေပေါက်နေတွေ့လိမ့်မယ်ຫມိုလေးတွေပေါက်နေတွေ့လိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုຫມိုပေါက်တဲ့တတုံးတွေလူလည်းဖြတ်ကူးလို့ရတယ်နော်လူလည်းဖြတ်ကူးလို့ရတာလူဖြတ်ကူးလို့ရတဲ့အနေထားဆိုရင်သူကလုံးဝဆွေးသွားတာမဟုတ်ဘူးလေဆွေးသွားရင်ကျိုးကြအောင်ပေါ့နော် အဲ့တော့အဲ့လိုမျိုးလူဖြတ်ကူးလို့ရတဲ့မာကြောအားတစ်ခုရှိတယ်ဒါပေမဲ့နှစ်တကြာလာတဲ့အချိန်ကျတော့သူကလည်းဆွေးမြေ့နေတဲ့အပိုင်းလေးတွေဖြစ်လာတယ်အဲ့လိုမျိုးအကြမ်းမတော်ရပြအဆွေးဆိုတာအဲ့ဒီကာလာလေးပေါ့မှုလုံးဝပေါက်တယ်အဲ့ဒီအခုတစ်တုံးအသေးကြီးကိုသွားချထားမှုမပေါက်ဘူးလေနော် လုံးဝကျိုးကျသွားပြီးမွားနေတဲ့တစ်သားတုံးမှလည်းအဲဟိုမွားနေတဲ့တစ်ဆာတွေမှလည်းမှုကပေါက်တာမရှိဘူးနော်အဲ့တော့တော်ရပြအဆွေးဆိုတာကအဲ့ဒီကာလာလေးအဲ့ပုံစံလေးနော် ဆိုလိုချင်တာအဲ့ပုံစံလေးဆိုလိုချင်တာလန်ကူတရားတွေမှာလူတော့ဖြတ်ကူးလို့ရတဲ့အနေထားမာကြွားရှိတယ်ဒါပေမဲ့မိုးရရပေါက်နေပြီနော်မိုးရရပေါက်နေပြီနှစ်ကြာလာတဲ့အချိန်မှာလေမိုးရရပေါက်အဲ့အဲ့အဲ့ဒီတရားဒီအဲ့ဒီတက်သားဒီကျိုးကြသွားတာလေကျိုးကြသွားလောက်လည်းမဆွေးဘူးဆွေးနေတာမဟုတ်ဘူးလူဖြတ်ကူးလို့ရတဲ့မာကြွားရှိတယ်နှစ်တွေကြာတဲ့အချိန်မှာသူကသွားကင်ကြည့်လိုက်လို့ရှိရင်ဗျပဲ့ရင်ပဲ့မှာပေါ့ဆိုလိုချင်တာကလေ အဲ့လိုမျိုးတိုးရပြအွှေးဆိုတာအဲ့လိုကာလကိုပြောတာเนาะအဲ့တော့အဲ့ဒီကာလမှာမှုသည်ကြိုက်နေတဲ့မှုသည်အစင်းနဲ့စားသုံးနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့လွှတ်စာအတိတ်တွေကိုကျွန်တော်တို့သုံးတဲ့အချိန်လွှတ်စာအတိတ်တွေကိုကျွန်တော်တို့သုံးတဲ့အချိန်မှာဒီတစ်ပွားလွှတ်စာဆိုလို့ရှိရင်တော့အခု rubber လွှတ်စာကိုအဲလူတွေကမနှက်ဖဲနဲ့ဒါလိုက်သုံးနေကြတာဒါကတစ်ပွားလွှတ်စာထဲမှာပါတယ် rubber လွှတ်စာသည်သူကမှုကြိုက်တဲ့အဲတစ်သားထဲမှာပါတဲ့အဲဟို ပါတာဖြစ်တဲ့အတွက်သူကတိုက်ရိုက်ထည့်သုံးလို့ကိုကိုသားတို့เนาะရောဘာသားတို့အဲ့ဒါတွေတိုက်ရိုက်တစ်ခါတည်းထည့်ပြီးတော့မနှက်ဖဲနဲ့သုံးနေကြတာဒါမှမဟုတ်နှက်ပြီးသုံးလိုက်ပါနှက်ပြီးသုံးလဲဆိုရင်အထုပ်ပြတ်တဲ့အပိုင်းရောထွက်နှုံအောင်အလုံးဟိုဟာပိုပြီးတိုးလာလိမ့်မယ်เนาะနှက်ပြီးသုံးတာနဲ့မနှက်ဖဲသုံးတာနဲ့မတူနှက်ပြီးသုံးတာကပိုပြီးတော့ထွက်နှုံပိုကောင်းတယ်ဆိုလိုချင်တာကလေအဲအဲ့တော့ ။ဘာဖြစ်လို့နှက်ပြီးသုံးခိုင်းနေလဲဆိုလို့ရှင်ခုနကမှိုးသည်တဝက်ပြည့်အဆွေးကိုစားတယ်။အတိကြီးလည်းမစားနိုင်ဘူးလုံးဝဆွေးနေတာလည်းမစားနိုင်ဘူးနော်။အဲဒီလောက်ဆိုရင်သဘောပေါက်မှာထင်ပါတယ်။ကျေးဇူးပါ။ကျွန်တော်လာလာမေးကြတယ်။ပိုဆိုင်တာအဆင်ပြေလားတော့နော်။မှိုးဆိုင်ပြူရေးလုပ်ငန်းလုပ်လို့ရှိလို့ရှင်အဆင်ပြေလားတို့ပြီးလို့ရှင်မှိုးဆိုင်တာနဲ့ပဲချမ်းသာမှာလားတို့မေးခွန်းနေလာလာမေးကြတယ်။ချမ်းသာတဲ့မှုကိုစိုက်ရင်ချမ်းသာတယ်ချမ်းသာတဲ့မှုကိုစိုက်ရင်ချမ်းသာတယ် เนาะမိုးလောကကိုခုမှစပြီးတော့ဝင်မယ်အဲမိုးလောကကိုဘယ်လိုချင်းကပ်မလဲဆိုတော့ချင်းကပ်လမ်းကြောင်းတွေတက်ကနစ်တွေပေါ့အဲ့ဒါတွေကကျွန်တော်သိသလောက်မျှဝေပေးလို့ရတယ်နီးစနစ်တွေမျှဝေပေးလို့ရတယ်ဘယ်မိုးဘယ်လိုပုံစံနဲ့စိုက်မယ်ဆိုတာအဲဘယ်လိုပုံစံနဲ့စိုက်ပါဆိုတော့နီးစနစ်တွေကိုကျွန်တော်ပြောပေးလို့ရတယ်မျှဝေပေးလို့ရတယ်တို့ပဲမဲ့ခုနလိုမျိုးမိုးစိုက်လို့ရှိရင်အဆင်ပြေမလားတို့မိုးစိုက်လို့မိုးစိုက်ပြီးလှုပ်တာနဲ့ချမ်းသာမလားဆိုတော့အဲ့ဒါကျွန်တော်ကဖြေပေးလို့မရဘူးအဲ့ဒါက စိုက်တဲ့လူပေါ်လည်းမူတည်သေးတယ်စိုက်တဲ့နေရာလူသေးတယ်နော်စိုက်တဲ့နေရာစိုက်တဲ့လူပေါ်မူတည်သေးတယ်နောက်ဈေးွက်ရရှိမှုပေါ့နော်ဈေးွက်ရရှိမှုအခုကျွန်တော်တို့တွေလည်းမှုလောကမှာကျင်လည်နေတာကြာပြီလေတခါလေကြားလို့ရှိရင်ကျွန်တော်တို့ရတဲ့ဈေးကိုပြောလိုက်လို့ရှိရင်အဲဟိုဘက်မှာကိုယ့်တဲ့ဈေးများပြီးရတဲ့လူတွေရှိနေရာဒေသပေါ်မူတည်ပြီးတော့ဘလောက်ပဲနီးစနစ်ကျွမ်းကျွမ်းဘလို့နီးနေပဲရင်းနှီးတွေစိုက်ထုတ်ထားတာ အလုံယုံယူဘယ်လောက်ချက်ထားတာတနေ့ကိုဘယ်နှထုတ်ထွက်တယ်ပဲပြောပြောကြီးကတော့ဈေးကွက်ရှိဖို့တော့လိုတယ်ဈေးကွက်ရှိမှလုပ်ငန်းအဆင်ပြေတာဥပမာဆိုပါဆိုကျွန်တော်တို့ကတနေ့ကို7ပိတ်သားလောက်ထွက်နေတဲ့ဟာကိုနှစ်ပိတ်သားလောက်ပဲကျွန်တော်တို့ဈေးကွက်မှာရောင်းလို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစီးပွားမဖြစ်ဘူးလေနော်အဲ့တော့စီးပွားဖြစ်တယ်မဖြစ်ဘူးဆိုတာကအဲ့ဒီဈေးကွက်ပေါ်မှာလည်းအများကြီးမိမိခိုးတယ်နော်ဈေးကွက်ပေါ်မှာလည်းအများကြီးတည်တယ်နော်နံပါတ်1တစ်ချက်က ။နောက်နံပါတ်2နံပါတ်2တစ်ချက်ကဘာလဲဆိုလို့ရှိရင်အလုသမားပေါ့နော်အလုသမားဥပမာဆိုပါဆိုကျွန်တော်ကတနေ့ရက်တစ်ရက်ကိုတာမန်တာမန်ချန်တာမန်မှုဆိုင်ချန်တခုပါဒီတစ်ရက်ကိုနှစ်ပေါင်းစာပေါ့တစ်ရက်ကိုနှစ်ပေါင်းစာဆိုတာကတစ်ရက်အထုပ်200ဝန်းကျင်ပေါ့အထုပ်200အာရဖို့အတွက်ကိုကျွန်တော်ကဖန်တီးနေတဲ့ချန်တခုဆိုရင်အလုသမားကိုအားကိုးလောက်ရတယ်ဆိုလို့ရှိရင်အဲ့အလုသမားတရက်မစင်းပြီဆိုတာနဲ့အဲ့အလုသမားတရက်လောက်ကိုရှိလို့လုံမစင်းပြီဆိုတာအဲ့အထုပ်200မရတော့ ်ဆိုလိုချင်တာတရက်ကိုအထုံး200တလဆိုရင်အထုံး6000เนาะတရက်တလဆိုအထုံး6000အထုံး6000ဆိုရင်အထုံး9000ကိုကျွန်တော်တို့ဝင်းစာတွဲထည့်မယ်နေ့စဉ် daily ဝင်ငွေတွဲလीဝင်းစာတွဲထည့်မယ်ကြံတဲ့ပိုတဲ့တထောင်ကိုကျွန်တော်တို့ရောင်းစာမယ်အဲ့ဒါကငွေလေးလုံးနဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့လိုရာလေးတွေဝယ်လို့ရမှာပေါ့ဆိုလိုချင်တာလीအဲ့လိုပုံစံမျိုးသွားနေတဲ့စိုက်ခြံတစ်ခုမှာတရက်လောက်အလုံးပြတ်သွားပြီဆိုတာနဲ့ခုနတက်ကက်ကလွဲသွားတာเนาะလွဲသွားတယ်အဲ့လိုလွဲသွားတယ်ဆိုလို့ရှိရင်မှန်းချက်နဲ့နှမ်းတော့မကိုက်တော့เนาะဒါကြောင့်မလို့ နံပါတ်1တစ်ချက်ဒီဈေးကပေါ့နံပါတ်1တစ်ချက်ဒီအလုပ်သမားပေါ့အဲ့နှစ်ခုပြည့်စုံလဲဆိုလို့ရှိရင်တော့စိုက်ချံတော်တော်များများအဆင်ပြေတယ်နော်မိုးလုံငန်းကလည်းအဆင်ပြေတဲ့လုပ်ငန်းတစ်ခုပဲနော်โอเคကျေးဇူးပါဝင်နေမှုစိုက်ပျိုးရေးလုပ်ငန်းကိုအလုပ်သမားမခေါ်အလုပ်သမားမထားဘဲနဲ့မိမိမိသားစုနဲ့ကိုယ်တိုင်တပိုင်းတိုင်းလုပ်နေတဲ့လုပ်ငန်းရှင်တွေရှိရလေနော်အဲ့ဒီလုပ်ငန်းရှင်တွေကိုကျွန်တော်က ခုဒီစနစ်ကလေးဒီနီးစနစ်ကလေးကိုကျွန်တော်မျှော်ပေးချင်တာလူတယောက်ဒီမနေ့အထုပ်တရားဝန်းကျင်ညနေအထုပ်တရားဝန်းကျင်ပြီးတယ်စိုက်ထုတ်လုပ်တာလေအဲ့တော့တနေ့ကို200ပြီးတယ်တနေ့200ဆိုတော့ထားပါတော့2ပေါင်းပေါ့နော်2ပေါင်း2ပေါင်းတနေ့ကိုလူတယောက်ဒီ2ပေါင်း2ပေါင်းစာကိုပြန်မြပြီးတယ်ပေါ့ပြီးတယ်ဆိုတော့တနေ့2ပေါင်းပြီးတယ်ဆိုရင်တလားဆိုအထုပ်6000အထုပ်6000အထုပ်6000ဆိုလို့ရှိရင်တလားတလားမှာကျွန်တော်တို့ရဲ့စိုက်ခင်းတဲ့ကိုအထုပ်9000ထည့်မယ် ိုတဲ့တထောင်ရောင်းစားမယ်အထုပ်တထောင်ရောင်းစားမယ်ဟုတ်ပြီစိုက်ခင်းနဲ့ထဲ့တဲ့9000ကပြတ်သွားလို့မရဘူးအဲ့ဒါနေ့စဉ် daily ကျွန်တော်တို့ငွေတခုဖန်ပြီးပေးမှာเนาะဥမာထားပါတော့စိုက်ထုတ်9000ကထွက်လာမှာပိတ်တဲ့ချင်းရှိတယ်เนาะပိတ်တဲ့ချင်းကဒီရရှိမဲ့တန်ဖိုးတခုရှိတယ်အဲ့တန်ဖိုးနဲ့ကျွန်တော်တို့ကကျွန်တော်တို့အိမ်မှာစားမယ်တောက်မယ်လိုအပ်တာတွေဝယ်မယ်နောက်တော့ဒီလုပ်ငန်းအတွက်ကုန်ကြမ်းတွေပါပြန်ဝယ်မယ်เนาะအဲဒါကမဖြစ်မနေသည်9000သည်စိုက်ခင်းတဲ့ကို ရောက်ကိုရောက်ကိုဆိုင်ခင်းတော့တလ9000ပုံမှန်ကိုရောက်နေရမရောက်လို့မရအောင်အပြုံရောက်မယ်ဆိုတဲ့တထောင်ကလည်းမဖြစ်မနေရောက်အောင်ဒီထဲမှာဆိုင်ခင်းထဲမှာထားမယ်ဆိုလို့ရှိရင်နေရာကက်ကဲရှိတယ်ပြီးလို့ရှိရင်အင်းကျွန်တော်တို့ကအာကိုလိုချင်တဲ့တက်ကတ်တစ်ခုကိုသွားထားတာလीသွားထားတာဖြစ်တဲ့အတွက်တထောင်သီးမဖြစ်မနေရောက်မယ်ဈေးကွက်ကိုရှိလို့ရှိရအောင်ဒါပေမဲ့ဝယ်သူများလို့အဲ့ကာလမှာ2000ရောင်းကျင်တယ်စိုက်ခင်းတဲ့ကို4000ထည့်ကျင်တယ်ဆိုအဲ့လိုလုပ်လို့မရဘူး ဲ့ကာလမှာကစိုက်ခင်းတဲ့ဟို9000အောင်မဖြစ်မနေပုံမှန်ထည့်ရမယ်2000 order တက်လာပြီစိုက်ထုတ်ရောင်းဖို့တော့ order 2000တက်လာပြီဆိုရင်အခြားကိုယ့်ရဲ့တငယ်ချင်းပေါင်းတင်နေရှိရ1000ကိုယူပေးလိုက်ကိုယ့်ရှိရတဲ့9000ကိုပြက်မခံနဲ့ကိုယ့်ရဲ့စိုက်ခင်းတဲ့ဟိုထည့်မဲ့9000တိ9000ပုံမှန်ဝင်နေပါစေလေနော်အဲ့လိုသွားရတယ်လေအဲ့လိုသွားရတယ်အဲ့လိုသွားမှကျွန်တော်တို့တွက်ကင်းရမှန်တာနှမို့ဆိုလို့ရှိရင်ဒီလာထဲမှာ အာစိုက်ထုတ်က3000ပဲရတယ်ကွာ2000တော့ငါရောင်းစားလိုက်မယ်3000ပဲငါထည့်မယ်ပေါ့ဟော9000ထည့်ရမှာကိုလေ2000ရော့သွားပြီအဲ့ကြလို့ရှိရင်ကျွန်တော်တို့နှစ်စဉ်ဝင်မယ်ဆိုတဲ့ဝင်ငွေကျွန်တော်တို့ချမှတ်ထားတဲ့အဲဟိုဟာပေါ့ကျွန်တော်တို့မျှော်မှတ်ထားတဲ့အဲတက်ကက်ကလွဲတော့နော်အဲအဲ့ဒါဆိုလို့ရှိရင်စီးပွားဖြစ်တဲ့တောင်မဖြစ်ဘူးကျွန်တော်ပြောတဲ့နီးလေးအတိုင်းကိုတေချာလေးလုပ်ကြည့် เนาะ1000ပဲရောက်မယ်ဟောင်း2000 order တက်လာပြီဆို1000ဒီမြလူရှာယူပေးလိုက်ကိုယ့်ရဲ့ site ခင်းတဲ့ဟိုတော့မဖြစ်မနေ9000ပုံမှန်ဝင်အောင်ထည့်ထားကြီးအဲ့ဒီ9000အရရဝင်ဝင်နဲ့ခင်ဗျားတို့မိသားစုတို့ရက်တီလို့ရတယ်လက်ရှိလက်ရှိဈေးနဲ့ကိုပြောပြရအောင်လက်ရှိဈေးနဲ့ကိုရက်တီလို့ရတယ်ကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။